ုဒ္ဓံတရဏံဂစ္ဆာမိလို့ခုနဆိုသွားတဲ့စကားတခုပါ။ရသော်ဗျာရဲ့အဆုံးမလိုက်နာပါမယ်လို့ဝန်ခံကြတိတဲ့ပြုတဲ့အသေးပဲပေါ့။ကိုဘုံကအနံရသော်ဗျာရဲ့အဆုံးမလို့ဆိုဒီမှာတခြားဘာသာဝင်တွေကခေါ့ရဲ့အဆုံးမခေါ့ဆုံးဖြတ်ကိုလိုက်နာတဲ့သဘောမျိုးမဟုတ်ဘူးလက်မြောက်အရှုံးပေးတဲ့သဘောမျိုးမဟုတ်ဘူး။ရသော်ဗျာရဲ့အဆုံးမတွေကိုလိုက်နာပါမယ်လို့ ကောင်းတောင်းလုပ်တဲ့သဘောပဲဒီဟာเนาะအဲ့တော့အဆုံးမကိုလိုက်တာအဆုံးမတွေကဘာတွေတုံးဆိုဓမ္မပဲဓမ္မန္တရဏံကိစ္ဆာမိဆိုတာဓမ္မကိုကျင့်သုံးမယ်လို့ဆိုလိုတာပဲသံဃံတရဏံကိစ္ဆာမိဆိုတာလူတွေဆိုတာကုသိုလ်လုပ်ဖို့အချိန်ခါလူတိုင်းလူတိုင်းဟာဘာသာကြားတွေလည်းတူတူပဲကုသိုလ်ကောင်းမှုဆိုတာလုပ်ကြတယ်ပေါ့အဲ့ဒါလို့ကုသိုလ်လုပ်တဲ့အခါဒီတန်ဃာတွေနဲ့ကုသိုလ်လုပ်မယ်လို့ ဘောင်းတောင်းလောက်ထားတဲ့သဘောပဲဒီလိုဆိုလိုတာဒါကြောင့်မို့တန်ခါကုံထဲမှာအနုတ္တရံပုံညာခေတံလောကတ္တဆိုတဲ့ဒါကိုပြောတာနော်အဓိကကတော့ကုသိုလ်လုပ်ဖို့လူရင်းကုသိုလ်လုပ်ခြင်းနဲ့သာသနာမရှိဘူးဆိုရင်လမ်းမေးကတရားစားပဲပြေးဖို့ရှိတယ်ပေါ့တရိစ္ဆာန်တွေပဲတွေးဖို့ရှိတာပေါ့အဲ့တော့အဲ့ဓာတွေကကုသိုလ်မဖြစ်ဘူးလားဆိုတော့ဖြစ်တယ်သို့တော့အနုတ္တရ 然后富多少钱啊？